စမုပရာကန်မြို့နယ်ကတကိုးကြီးရဲ့ရေလဲစီတီစိတ်ဝင်စားရင်လိုက်ခင်နော် ဝဒီခါထုခွန်ဒီနေ့မှာတော့ဦးကစမှုပရဂရမ်မျိုးနဲ့ကြောက်ဖျားမြစ်တစ်ဖက်ကမှရှိတဲ့ဝက်ဖရာချန်ဒီရေလဲစီရီအကြောင်းတက်ဆက်ပေးခြင်းနဲ့19ရာစုနှစ်အစောပိုင်းတည်းကတီထားကိုကွယ်ခဲ့ပြီးတော့ကြောက်ဖျားမြစ်ဝပင်လယ်နဲ့ထိဆက်နေတဲ့ကျွန်းပေါ်မှာရှိတဲ့အတွက်ရေလဲစီရီလို့ခေါ်ခဲ့ကြတာပါဖျားเจ้าတော်ဝင်းထဲမှာထိုင်းတရုတ်အနောက်တိုင်းပြည်သူကလည်းရာတွေကိုတွေ့ရပြီးတော့ရွှေဆိုင်ဖျားမင်းတို့ကိုလည်းကတ်လှူနိုင်ပါတယ် ရှိခင်ကနိုင်ငံသားခီးသွားတဲ့ထိုင်းနိုင်ငံကိုတင်မောနဲ့ဝင်ရောက်လာတဲ့အချိန်မှာကြောက်ဖြားမြဝမှာပထမဦးဆုံးကြီးမားတဲ့အဆောင်ဖြစ်တဲ့အတွက်ကြောင့် Lady Liberty of Thailand လို့လည်းတင်စားကြတယ်ဒါပေမဲ့ဒီစီတွေကမူလကမြစ်လေကျွန်းပေါ်မှာရှိပြီးတော့နှစ်ကာလတွေကြာလာတဲ့အခါမှာတော့အသဲမြေတွေစုပုံလာတဲ့အတွက်ကြောင့်လက်ရှိမှာတော့ကုန်းလနဲ့ဆက်သွယ်နေပြီဖြစ်ပေမဲ့ဒေတာကန်တွေကတော့ရေလေစီတွေလို့ပဲခေါ်နေကြဆဲဖြစ်ပါတယ်။ ။လာရောက်ဖူးမြင်တဲ့သူတွေအတွက် BDS စကူဖစ်လိုင်းဘတ်နံပါတ်တိုင်းမှာဆင်းပြီးတော့လာရင်ရောက်တယ်လို့ဘတ်ကားနဲ့လာမယ်ဆိုရင်တော့ဒီနံပါတ်တွေရောက်ပါတယ်။ဒါပေမဲ့ဖျားကိုရောက်ဖို့အတွက်ကတော့10မိနစ်လောက်တင်မဆီဖို့လိုအပ်ပါမယ်။ဥပနယမှာအနေနဲ့ကတော့မနက်9နာရီကနေည6နာရီဝန်းကျင်အထိအခမဲ့ဝင်ရောက်ဖူးမြင်နိုင်ပါတယ်။ဒီစီရီတော်ကြီးဟာနှစ်စဉ်ပုံမှန်ကြောက်ဖျားမြကန်တစ်ဖက်တစ်ချက်စီမှာကြီးမားတဲ့ဖျားပွဲစည်းကျင်းပလေးရှိပြီးတော့ ါနန်းပွဲစီဒါမှမဟုတ်ဘက်နယ်ပွဲစီလို့လူသိများကြပါတယ်။ဒီပွဲစီပိုင်းလေးကတော့ video live မှာတင်ပေးထားမှလို့တွေ့ကြည့်နိုင်တယ်နော်။ကဲဒီပိုင်းလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုတိစက်ပေးသွားမှာမို့လို့ဒီ season လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်။အားလုံးပဲတတ်တာ။